ချင်းရဲ့ဒုက္ခရောပါတော့အောင်လောကအတွင်းမှာဘလို့နေမလဲလက်ရှိဘဝမှာနေဖို့နေနည်းလေးကိုအကောင်းဆုံးနေထိုင်မှုဆိုတာကိုကျင့်ရဲ point နဲ့မြတ်စွာဘုရားဟောထားတာလေးရှိတယ် ကိုယ်ဘဝမှာမတည်ငြိမ်တဲ့ဘဝကြီးမှာအကောင်းဆုံးနေမယ်ဘယ်လိုနေမလဲနမတိကလူဘဝဆိုတာလှုပ်ရှားယုံကံပြီးတော့အလုံးလုံးပြီးတော့ဘဝမှာယက်တိကြရတာဖြစ်တယ် အသိပညာတပညာတွေကိုအမိပြုပြီးတော့အသက်ရှင်ကြရတာဖြစ်တယ်။ဒါကြောင့်မို့နံပါတ်၁ကကိုလောက်ကိုင်းတဲ့အတတ်ပညာနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်အောင်ကြိုးစားခြင်းနဲ့လိမ္မာကျွမ်းကျင်မှုအသိဉာဏ်ရှိခြင်းလိမ္မာကျွမ်းကျင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ထို့အသိဉာဏ်အတိုင်းကြိုးကြိုးစားအထောက်ခြင်းသဘောရည်တည်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခု။ ဘဝရတ္တိနိုင်လောက်လူတိုင်းကိုလူတိုင်းအသိပညာရှိရမယ်ကြိုးစားအထုံမှုရှိရမယ်အဲ့ဒါမှဘဝမှာရတ္တိနိုင်မယ်ဘဝကိုရတ္တိဖို့ရအတွက်အသိပညာနဲ့ကြိုးပမ်းအထုံမှုဒါလောကမှာနေလို့ရှိရင်အသိပညာရှိရမယ်ကြိုးပမ်းအထုံရမယ်ဒါနံပါတ်1အချက်နံပါတ်2အချက်ကတော့ ိုကြိုးစားအထုတ်လို့ရရှိလာတဲ့ဥစ္စာတဏအခွင့်အရေးတွေကိုအလုံးနဲ့မျှဝေခံစားရမယ်။လောကမှာကိုကြိုးရှာသမားဆိုတာကဲရှုပ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့။အဲကြောင့်ကိုကြိုးစားကိုကြိုးကိုသာကြည့်တတ်တဲ့ ိုအကျိုးတစ်ခုတည်းကိုသာကြည်တတ်တယ်။ကိုချိုးရှာတဲ့စိတ်တက်ကိုဖယ်ရှားပြီးတော့ကိုရှာပွေလို့ရထားတဲ့အသိပညာအတတ်ပညာကိုကြိုးစားအထုတ်လို့ရထားတဲ့ဥစ္စာတဏအများနဲ့ခွဲဝေ သုံးဆွဲနိုင်ရမယ်ဒါတခုဒါဆိုလိုတာကလောကထဲမှာ ဖြစ်လာရင် လောကကိုအကျိုးပြုရမယ်လို့ပြောတာเนาะ လောကထဲမှာနေပြီးတော့လောကကိုဘာတွေအကျိုးပြုသွားသလဲအဲ့ဒီလိုအကျိုးပြုသွားတဲ့ပုံကိုယ်တွေကိုလောကကမှတ်တမ်းတင်ပြီးတော့ဂုံပြုတ်နေကြတာပဲလေဆရာမလောကထဲမှာ လောကကြီးကိုအကျိုးပြုသွားတဲ့ပုံကိုယ်တွေရှိသလိုအကျိုးမပြုတဲ့ပုံကိုယ်တွေလည်းရှိဖြစ်စည်းသွားတဲ့ပုံကိုယ်တွေလည်းရှိအဲ့ဒီမဲ့လောကတွင်မှာအကောင်းဆုံးနေခြင်းလို့ရှိရင်နေတယ်ဆိုတာလောကတွင်မှာနေထိုင်တာဟာ လောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ဒါကဒုတိယအချက်တတိယအချက်ကပါလို့ဆိုအာဟာတောအထလာဘိတုလို့ဆိုပြီးကိုကျိုးစားအထုတ်လို့ကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့ကျိုးစားအထုတ်မှုကြောင့် အောင်မြင်ကြီးပွားလာလို့ရှိရင်လူတွေဟာပဝင်မြဲပြီးတော့အောက်ချိတ်လွတ်သွားတတ်တယ်အဲ့ဒီပဝင်မြဲခြင်းအောက်ချိတ်လွတ်ခြင်းဆိုတာလောကလူတွေရဲ့မုံတိရွှန်ရှာမှုကိုခံရတယ်ဒါကြောင့်မို့အောင်မြင်ကြီးပွားလာတဲ့အခါမှာပဝင်မြဲခြင်းအောက်ချိတ်လွတ်ခြင်းမရှိဘူးတိကျိန်တိမဆွာနေဖို့ဒါဟာအရေးကြီးတဲ့တတိယအချက်ဖြစ်တယ် စတုဒ္ဒအချက်ကတော့ပါတော့ဆိုလူလောကဆိုတာသာဝရတာယာနေတာမဟုတ်ဘူးအဆိုးနဲ့တွေ့တဲ့အခါရှိတယ်အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိတယ်ဘဝမှာလည်းနှုတ်ပြလန်းဆန်းတဲ့အချိန်ရှိတယ်လို့အိုမင်းရောသွားတဲ့အချိန်ရှိတယ် ဥစ္စာရဏကြွယ်ဝချမ်းသာတဲ့အချိန်ရှိသလိုဆင်းရဲမွဲ့တေသွားတဲ့အချိန်ကလည်းရှိတယ်စိတ်ချမ်းသာကိုချမ်းသာနဲ့ကြုံရတာရှိသလိုစိတ်ဆင်းရဲစရာတွေပြဿနာတွေနဲ့ကြုံတဲ့အချိန်ပိုင်းဆိုလည်းရှိတယ်အလုံးကဝိုင်းပြီးတော့ချီကျူးကြတယ်မြောက်စွာကြတယ်ဆိုတဲ့အခါရှိတယ်လို့ပဲအလုံးရဲ့ တတွေးခွက်မှာပက်လက်မျောပြီးကဲ့ရဲ့ခံရတဲ့အခြေအနေမျိုးတွေရှိတယ်။လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလောကရဲ့တဘာဝလို့ဆိုတဲ့အကောင်အဆိုးလောကဓာတ်မျိုးနဲ့ကြုံတွေ့လာရမှာဖြစ်တယ်။အဲ့ဒီလိုကြုံတွေ့တဲ့အခါမှာစိတ်သက်တုံလို့ခြောက်ချမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တိမတ်စွာထားနိုင်ခြင်းဟာလည်းပဲ စတုထအနေနဲ့လောကတွင်နေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်တဲ့အဲ့တော့လောကထဲမှာနေလို့ရှင်ဒီအချက်၄ချက်ကိုတတိထားဖို့လို့တပေါ့နံပါတ်၁လောကဘဝယတ္တိဟုအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှုနံပါတ်၂ ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအားလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်3အခွင့်အရေးတာလို့အောင်မြင်ကြည့်ပွားလာတဲ့အခါစိတ်တက်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဘဝင်မမြင့်မှုဘဝင်မမြင့်မဲနဲ့စိတ်တက်တည်ငြိမ်စွာထားနိုင်မှုစတုထအချက်က ကြာဆုံးကရောက်တဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ပြီးစိတ်တက်မကြဘူးအဲ့ဒီတရားလေးပါကိုသာဓုတရားလေးပါလို့လည်းခေါ်တာဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံးပဲအဲ့တော့ဘုရားမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်လေးချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုယ်ထိန်းကြောင်းပြီးတော့ නියමේ ඉස්සරට අම්මා තා දෙන්නේ පොනෝ.